ရှုစွာဖျားခင်ကုံတော်ကိုချီးမွမ်းပါれ။လူတိုင်းရဲ့ဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ရမယ့်အခိုက်အတန့်တစ်ခုရှိပါれ။အဲ့ဒါကတော့အင်းကနေထွက်ခွာရခြင်းပါပဲ။မိဘရဲ့မိသားစုအတိုင်းဝိုင်းဆိုတဲ့တူတောင်တသာဖြစ်တဲ့နေရာလေးကနေထွက်ပြီးမရေရာတဲ့အနာဂတ်ကြီးတစ်ခုကိုတယောက်တည်းစတင်ရတဲ့အခါ ရှင်ထဲမှာစိုးရိမ်စိတ်ဆူတဲ့ခံစားချက်ကြီးရှိနေတတ်ပါတယ်။ညောင်းချက်တွေရှိသလိုတုံတုံချောက်ချားမှုတွေလည်းရှိနေမှာပါ။ငါအစဉ်ပြေပါမလား။အခက်ခဲတွေကြုံရင်ဘယ်သူကူညီမလဲ။လောကကြီးကကြောက်စရာကောင်းနေဆိုတာဟုတ်လားဆိုပြီးစိုးရိမ်ပူပန်မှုတွေရှိနေတတ်ပါတယ်။ဒီနေ့မှာတော့ဒီမိကုံးတွေအတွက်ပြခင်တာ ချမ်းချက်ကြီးနှစ်ချက်နဲ့ဖြည့်ပေးထားပါတယ်။ပထမတစ်ခုကဇာလံကျမ်း121ဖြစ်ပြီးဒုတိယတစ်ခုကအရှင်မသက်ခရစ်ရဲ့အခန်းကြီး30ဖြစ်ပါတယ်။ဒီချမ်းချက်တစ်ခုကသူ့ရဲ့ဘဝခရီးအတွက်အကောင်းဆုံးလမ်းပြမြေပုံဖြစ်လာပါလိမ့်မယ်။စာလကြအခန်းကြီး121အငယ်1မှ2ငါကိုမဆာခြင်းအကြောင်းလေး ပေါ်ထွက်လာသောတောင်ဝင်းသူမမျောကြီး၏ကောင်းမွန်သည့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာနှာကိုမဆာခြင်းအကြောင်းသည်ပေါ်ထွက်ရ၏။ဒီအိမ်ကနေထွက်ခွာတဲ့အခါမိဘတို့ရဲ့အကာအကွယ်အောက်ကနေလွတ်သွားပါပြီ။အခက်ခဲတွေကြုံလာတဲ့အခါမှာ သူတို့တင့်ကိုမခင်နိုင်တော့ပါဘူး။ဒါပေမဲ့ဆာလျှာကမပြောလဲဆိုတော့ ငါရဲ့အကူအညီကမိဘတွေစီကမဟုတ်ပါဘူး။ဖန်ဆင်းရှင်ဒါဝရဘုရားစီကလာတာပါလို့ပြောပါရယ်။ပြီးတော့အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့ကတိတော်တခုပါလာပါသေးတယ်။အဲ့ဒါကတော့ဇာလန်ကျမ်းအခန်းကြီး121အငယ်3မှ4ထဲမှာတန်ချီကိုကြော်စီခြင်းကအခွင့်ပေးတော်မူမူတင့်ကိုဆောင်းတော်သူသည်အိတ်တော်မူမူ အကေစင်စစ်ဣတရီလာအမျိုးကိုစောင့်တော်သူသည်ငါ့ရည်အိပ်ပျော်ခြင်းရှိတော်မူမူလို့ဆိုထားပါတယ်။အိမ်မှာတော့တော့တင့်ကိုမိဘတွေကဆောင်းရှောက်ပေးခဲ့ကြတယ်။ဒါပေမဲ့မိဘတွေတော့ညာဘက်ရောက်တဲ့အခါအိပ်ဆက်အနာယူရပါတယ်။အခုတင့်တယောက်တည်းခရီးတွေထွက်တဲ့အခါနိုင်ငံရေးချားရောက်တဲ့အခါတဲ့အိပ်ပျော်နေတဲ့အချိန်မှာတင့်ကိုဆောင်းရှောက်မဲ့သူကဘုရားသခင်ပဲဖြစ်ပါတယ်။ ဖျားခင်ကငါမအိပ်ဘူးလို့ပြောထားပါတယ်။သူတယောက်တည်းအထီးကျန်ပြီးငုံနေတဲ့ညတွေမှာအန်ရီရီဝိုင်းနေတဲ့အချိန်တွေမှာတော့ဖျားခင်ကမြတ်တော်မခတ်ပဲသင်ကိုဆောင်ရှောက်နေပါတယ်။ဆာလန်ကျန်းအခန်းကြီး121အငယ်ရှိသာရဖျားသည်တင်းထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်ပြတ်စောင့်တော်မူလိမ့်မည်။ ဤချင်းချက်မှာထွက်ချင်းဆိုတာအခုသင်အိမ်ကနေထွက်ခွာတဲ့အချိန်ကိုပြောတာပါ။ဝင်ချင်းဆိုတာဒီနေ့မှ အောင်မြင်စွာနဲ့အိမ်ပြန်လာမယ့်အချိန်ကိုပြောတာပါ။ဒီကြားကာလအခုလုံးကိုဘုရားသခင်ကတောင်းဝင်ယူထားပါတယ်။ဒါဟာသင်အတွက် ပထမဆုံးသော လက်ဆောင်ဖြစ်တဲ့လုံခြုံခြင်းအာမခံချက်ပါပဲ။အိမ်ကနေထွက်ခွာပြီး လောကကြီးနဲ့ဝင်မဲ့သူတွေအတွက် သခင်ယေရှုကလက်တွေ့ကြတဲ့သတိပေးချက်နဲ့နိဗ္ဗာန်ဟာကိုရှင်မသက်ခရုရဲ့အခန်းကြီး30မှာပြထားပါတယ်။သခင်ယေရှုကတပည့်တော်တွေကိုခရီးလွတ်တဲ့အခါဒီလိုပြောပါတယ်။ရှင်မသက်ခရုဝင် အခန်းကြီး30အငယ်16တော်ခွေးစုတဲ့သူတို့ကိုဆေလွတ်တဲ့သူတင်းတို့ကိုငါဆေလွတ်၏ ထို့ကြောင့်သင်တို့သည်မွေးကဲ့သို့လိမ်ပါလျက်ဂျိုးငါကဲ့သို့အစိတ်ကင်းလျက်ရှိကြလောလို့ဆိုထားပါတယ်။ဒီကျမ်းချက်ကကျွန်ုပ်တို့ကိုလောကကြီးရဲ့အမှန်တရားကို ဖွင့်ပြနေပါတယ်။အိမ်အပြင်ဘက်လောကကြီးဟာတောခွေးတွေနဲ့တူပါတယ်။အန္တရာယ်ရှိရဲ့လေစားတတ်တယ်၊ရက်ဆက်တတ်တယ်။သင်ဟာသူတကောင်လို့ဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ကြောက်ဖို့ပြောတာမဟုတ်ပါဘူး။ ဘယ်လိုနေရမလဲဆိုတာသင်ပေးနေတာပါနောက်ပြီးဖျက်ခင်ကအရေးကြီးတဲ့အစီကံချက်နှစ်ခုကိုပြောထားပါသေးတယ်နံပါတ်1ကတော့ဝေကဲ့သို့လိမ္မာပါနှစ်ပါအင်္ဂါထွက်လာရင် လူတိုင်းကိုယုံလို့မရပါဘူး။စာချုပ်စာရမ်းတွေ၊ဆုံးဖြတ်ချက်တွေ၊လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာဉာဏ်ရှိရမယ်၊သတိရှိရပါမယ်။မွေဟာအငြိကိုမြင်ရှောင်တိန်တက်တဲ့ အဲ့ဒီလိုပါနမီမျိုးရှိရပါမယ်။နောက်ထပ်နံပါတ်2ကတော့ဂျိုးမာကေတူအပြစ်ကင်းစင်ပါ။ဒါကအရင်အရေးကြီးပါတယ်။ပါနရမယ်ဆိုပေမဲ့ကောက်ချစ်စင်လည်းရမယ်လို့မဆိုလိုပါဘူး။သူများဒုက္ခရောက်အောင် မလုပ်ရပါဘူး။တဲ့ကိုချင်းတရားတင့်ရဲ့ဖြူစင်မှုကိုထိမ့်သိမ်းထားရပါမယ်။ငွေလေးကောင်းရမယ်၊စိတ်ထားလေးကောင်းရမယ်လို့ဆိုလိုတာပါ။ အင်္ဂါနေထွက်သွားပြီးနိုင်ငံရချာရောက်သွားခဲ့ရင်အခက်အခဲတွေဆိုတာကြုံရစမြင်ပါအလို့ရှင်တဲ့ပြဿနာတက်မလားပုံမှုကြီးကြပ်ရင်မှအမေးခံရမလားမတရားဆွဆွဲခံရမလားဆိုပြီးစိုးရိမ်ပူပန်နေရပြီဆိုရင်တော့ရှင်ဘတ်တဲခရွေအခန်းကြီး30အငယ်19ကနေ20ထဲမှာသူတို့ကိုအနန္တောကအပေသူပြောရမည်ကိုမစိုးရင်ကြနဲ့ ပြောရတဲ့စကားကိုထူခဏချင်းတွင်သင်တို့သည်ရကြလိမ့်မည်။အကြောင်းမူကားသင်တို့အလိုလျောက် ပြောကြသည်မဟုတ်။သင်တို့အဘာကြီးဥဉ္ဇော်သည်သင်တို့အဖြစ်ပြောတော်မူ၏လို့ပြောထားပါရဲ့။ဝိမာန်ရဲ့အရက်မှာတယောက်တည်းအခက်ခဲကြုံတဲ့အခါငါဘလို့ဖြစ်ရှင်းရမလဲဆိုပြီးမပူပါနဲ့တဲ့ချင်းမှာဖျက်ခင်ရဲ့အမြင်တော့ရှိနေပါတယ် ်ဘဝတွင်သင်နာမှမရှိပေမဲ့ကောင်းရဲ့အဘရဲ့ဝိညာဉ်တော်ကသင်တို့ကိုပညာပေးမယ်သင်ကိုလမ်းပြမယ်သင်ဘက်ကနေယက်တီပေးမယ်လို့ကတိပေးထားပါတယ်ဒီနေ့အင်္ဂါနေ့ခွဲခွာပြီးခရီးသစ္စာတင်မဲ့မိတ်ဆွေသစ္စာတဲမှာစာလံ121ကို အမြဲဆင်ခြင်အောင်မေပါငါတယောက်တည်းမဟုတ်ဘူး အင်းမိုက်တက်တဲ့ဘုရားခင်ကငါရဲ့ထွက်ချင်းဝင်ချင်းကိုစောင့်ရှောက်နေတယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့အာယူပါနောက်ပြီး ရှင်မသက်30ကိုလည်းစင်ကြင်အောင်မေးပါလောကကြီးကကြမ်းတမ်းပေမဲ့ငါမှာဖျားပေးတဲ့ဉာဏ်ပညာရှိတယ်ငါမှာဝိညာဉ်တော်ရဲ့လမ်းပြမှုရှိတယ်ဆိုတဲ့သတိတရားနဲ့ရှောင်လန်းပါ အင်းရဲ့ဝိနည်းတာဟာ အထူးကျန်စရာမလိုပါဘူး ဒါဟာတင်းနဲ့ဘုရားသခင်နဲ့ရောက်တဲ့လက်တွဲပြီးရှောက်လမ်းမဲ့ဆေးလုံရှာစရာအခမ်းကဏ္ဍအသစ်တစ်ခုသာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးဒီအိမ်ကနေစာထွက်တုန်းကခန်းစားခဲ့ရတဲ့အမတ်တရားလေးတွေသူ့ငုံခွာပြီးခဲ့တဲ့ကြမ်းချက်လေးတွေကို comment မှာဝေမျှပေးသွားဖို့ဖိတ်ခေါ်ပါတယ်။တင်ပေါ်ခီးစဉ်တစ်ချောင်းလုံးမှာဘုရားသခင်ရဲ့ညီသက်ခြင်းနဲ့ဉာဏ်ပညာလွှမ်းမိုးစေဖို့ရာ ဝင်ခါပါတယ်အားလုံးပုံမှန်ဖြတ်ခင်ကောင်းချီးပေးပါစေအာမင်